ဲမွေနဲ့သွေးလင်းထက်တို့သတိကြည်ကြီးထားပြီးထုံမအနိုင်ရလိမ့်မယ်။ဒီနေ့မတ်လ22ရက်နေ့တောက်ကြနေ့မှာ1 Friday Fight 101ပြိုင်ပွဲကြီးကျင်းပပါတော့မယ်။ဒီပြိုင်ပွဲကြီးမှာမြန်မာဖိုင်တာနှစ်ယောက်ပါဝင်လို့နေပါတယ်။အဲ့ဒီဖိုင်တာနှစ်ယောက်ကတော့အဲမွေနဲ့သွေးလင်းထက်တို့ပါပဲ။အဲမွေနဲ့သွေးလင်းထက်တို့ဟာရလမဆိုးလာတဲ့ဖိုင်တာတွေထဲမှာပါဝင်လို့နေပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကို1ပွဲစဉ် သုံးပွဲစီထိုးခဲ့ပြီးပါပြီ။အဲ့ဒီဝမ်ပွဲစဉ်သုံးပွဲမှာနှစ်ယောက်လုံးကနှစ်ပွဲနိုင်ပြီးတပွဲချုံနေထားပါတယ်။နောက်ဆုံးထိုးခဲ့တဲ့ပွဲစဉ်တွေမှာတော့ MU ရောသွေးလင်းထက်ပါဘောနပ်စ်တွေရရှိခဲ့ကြပါတယ်။အခုပွဲစဉ်တွေမှာအနိုင်ရလက်တွေကိုစီကိုငါရအောင်လိုက်နိုင်ရင်တော့သွေးလင်းထက်ရော MU ပါနှစ်ပွဲဆက်တိုက်အနိုင်ရတာဖြစ်လာမှာပါ။ဒါကြောင့်လဲသွေးလင်းထက်နဲ့ MU တို့က ပွဲကြိုပြင်ဆင်မှုတွေကိုအလေးနက်ထားလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ MU ဟာ1 Friday 5 101ပြိုင်ပွဲရဲ့စတမမြောက်ပွဲစဉ်ဖြစ်ပွဲထိုးမှာပါ။သူ့ကို Israel Fighter လေး Harvard Gordon နဲ့ပွဲတည်ပေးထားပါတယ်။ MU ဟာဖိထိုးရတဲ့ Fighter ပါ။အတင်းဝင်အတင်းပူပြီးထိုးရတဲ့အကျင့်ရှိပါတယ်။တိုက်စစ်ဖွင့်ကစားရတာကိုအယံမဲသဘောကျတဲ့ Fighter ပါ။သွေးလင်းတက်ကတော့ MU နဲ့မတူပါဘူး။ကစားပုံတည်ငြိမ်ပါတယ်။ ပွဲတစ်ပွဲကိုအဆုတ်တက်တဲ့ကစားရတဲ့ဖိုင်တာပါ။ဒါပေမဲ့မာကုံကိုအပြူပြီးစိုင်ထိုးပြန်ထိုးရတဲ့အကျင့်ကိုတော့ဖြောက်မရသေးပါဘူး။အဲ့ဒီချက်ကြောင့်ပဲအမှတ်နဲ့ဆုံးဖြတ်ခံရရင်အရေးနေမှာကိုတွေးလင်းထက်စိုးရင်ရပါလိမ့်မယ်။အဲ့မူဟာအခုထိထိုင်းဖိုင်တာတယောက်နဲ့မှမဆုံးသေးပါဘူး။ဂျပန်ဖိုင်တာနှစ်ယောက်နဲ့ဂမ်ဘီယာဆွစ်ဇာလန်နဲ့ဘွားအိုမာကီဒက်စ်တို့ကိုရှေ့ကသုံးပွဲမှာအမွေရင်ဆိုင်ခဲ့ရပါတယ်။ဒီပွဲမှာအမွေရင်ဆိုင်ရမဲ့သူကအစ်စရေးဖိုင်တာလေးအာဘတ်ကော်ဒိုမာ။အာဘတ်ကော်ဒိုမာ အသက်ဆက်ခြင်းတွေပဲရှိပါသေးတယ်။ Golden Brothers လို့နာမည်ကောင်းရထားတဲ့ Israel Fighter 3အောင်ထက်ကတယောက်ဖြစ်ပါတယ်။ညီငယ်ဆုံးမှာ K1 ပြန်ပွဲမှာ Champion ဖြစ်သားသလိုထိုင်းမွေထိုင်းပွဲ9ပွဲထုခဲ့တာမှလည်း9ပွဲလုံးကို Harvard Gordon ကအနိုင်ရထားပါတယ်။အဲ့လိုအနိုင်ရတဲ့ပွဲစဉ်9ပွဲမှာ9ပွဲကို Harvard Gordon ကအလဲထုပြခဲ့တာပါ။ဒါကြောင့်လဲဒီပွဲဟာ AMU အတွက်ခက်ခဲမဲ့ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့သုံးသပ်ရတာဖြစ်ပါတယ်။ Twin ထဲရင်ဆိုင်မဲ့ Fighter က Rocky ဖြစ်ပါတယ်။ Time Fighter Rocky ကတော့ ဝမ်ပွဲစဉ်တပွဲပဲထိုးရသေးတဲ့ fighter ပါအဲ့ဒီပွဲစဉ်မှာ Rocky ကပြိုင်ဘက်ကိုအလဲထိုးနဲ့အနိုင်ယူပြခဲ့ပါတယ်တွေးလင်းထက်ကတော့ Thai fighter တွေနဲ့ကြီးဇက်တိုက်ဆုံနေရပါတယ်လေးပွဲထိုးခဲ့တာမှာလေးပွဲလုံးကို Thai fighter တွေနဲ့ကြီးထိုးခဲ့ရတာပါအခုမတိုင်ခင်မှာတွေးလင်းထက်ကဂန်ဆိုင်နဲ့ Rocky ကိုအနိုင်ယူပြခဲ့ပြီး Brazil ကိုတော့အမှတ်ဆုံးပြချက်နဲ့ချုံနေခဲ့ပါတယ် Rocky ဟာ fighter ကောင်းတစ်ယောက်ဖြစ်ပေမဲ့တွေးလင်းထက်ဘက်ကလောမကြီးပဲနဲ့ပွဲကို လူအားတကျချင်းကပ်ထိုးနိုင်ခဲ့ရင် နိုင်ဖို့အခွင့်အရေးရှိပါတယ်။ထို့သဖြင့် MUO သွင်းလင်းထက်ပါအလဲထိုးဖို့မလွယ်ခဲ့ရင် အမှတ်နဲ့အနိုင်ရယူနိုင်ဖို့လူအားတွေကိုကြိုတင်ပြင်ဆင်ထားရမှာပါ။အခုတလောမှာမြန်မာဖိုက်တာတွေရလက်ဆိုးရွားနေပါတယ်။ဇိုလင်ဦး၊တန့်စင်၊ရော်နီကာ၊တပ်ပိုင်အောင်၊စူပါယေရှန်၊အောင်လအဆန်းစသဖြင့်ဇက်တိုက်တွေရှုံးခဲ့ရတာပါ။ဇိုလင်ဦးဆိုရင်ရှုံးခဲ့တာ၃ဘက်ဇက်တိုက်ဖြစ်သွားခဲ့ပါပြီ။ အမွေနဲ့သွေးလင်းထက်တို့ဟာမြန်မာဖိုက်တာရဲ့နိုင်ပွဲပြောင်းနေတာကိုအဆုံးသတ်ပြီးနိုင်ပွဲရင်နဲ့အတူပြိုင်ပွဲတွေကိုပျော်ရွှင်မှုတွေပေးဆွနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။